အားသာဝါလာရှင်ညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ16ရက်နေ့ရဲ့နောက်ဆုံးရအာဆင်ညနေသတင်းလေးပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဦးတင်တဲ့ပုဂ္ဂိုလ်တော့ကျွန်တော်မပြောဖြစ်တာကြိုက်ဖြစ်တဲ့နီကိုဝီလန်သတင်းတွေပဲစဖွင့်လိုက်အောင်ဒီသတင်းကိုတော့စပိန်သတင်းစာ NACION တွေကနေပြီးကျွန်တော်ကိုယူဖော်ပြပါရတယ်။အဲ့တော့နီကိုဝီလန်နဲ့ပတ်သက်ပြီးကြံခဲ့တဲ့2ရက်လောက်ထဲကလန်ဒန်မှာအင်ရှာရဲဆိုတဲ့သတင်းတချို့ထွက်တယ်။ဒါပေမဲ့အဲ့ဒီတကြောင်းလောင်းနေတော့ကျွန်တော်ကသတင်းတစ်ပုဒ်အဖြစ်မဖော်ပြချင်တာဖြစ်တဲ့အတွက်အခုတော်တော်များသတင်းတွေစုမိတဲ့အခါမှာတော့နီကိုဝီလန်ကြောင့်တစ်ချိန်ပြန်ပြီးဖော်ပြပေးဖြစ်တာပေါ့လေ။အာဆီနယ်အလိုချေဆုံးတိုက်စစ်တောင်ပန်ကစားသမားအက်သလက်တစ်ဘီဘာအိုရဲ့ຫນွေမာထွက်ခွာမှုရေပန်းစားနေကစားသမားပေါ့လေ။စပိန်သတင်းစာ NA စီယိုနဲ့ဖော်ပြထားကြရဆိုရင်တော့ဒီကစားသမားကပရီးမီးယားလိဂ်ကိုလာမယ့်နေရာဒီမှာပြောင်းရွှေ့ကစားဖို့အတွက်သူ့ရဲ့ဒါကလပ်အတွင်းကအသင်းဖော်တွေကိုအတိပေးထားတယ်သူ့ဘော်ဒါတွေပေါ့ တင်းမိတ်တွေကိုဒါຫນွေမှာထွက်ခွာမယ်ဆိုပြီးတော့အတိပေးမှုတချို့လုပ်ထားတယ်ဒါလည်းအတွင်းသတင်းတချို့ကရလာဆိုပြီးတော့ NRC ဝန်ထမ်းကဖော်ပြထားတယ်ပြီးတော့ Arsenal နဲ့ Chelsea ကဒီကစားမောက်အပြိုင်လိုက်နေတာဖြစ်တဲ့အတွက်နှစ်သင်းနဲ့ဘယ်သင်းဘယ်ပြောင်းရပြောင်းရ London မှာတော့လောဆယ်အင်ကြိုချထားတယ်အဲ့အတွက် Arsenal ကိုပြောင်းကျင်လို့အင်ဝဲတယ် Chelsea ကိုပြောင်းကျင်လို့အင်ဝဲတယ်ဆိုတာထက်ဘယ်သင်းကိုသွားမလဲဆိုတော့လက်ရှိချိန်ကျတော့ယတိပြတ်မဆုံးဖြတ်ရသေးဘူး ဒီကစားမတော့နှစ်သင်းလုံးကပြိုင်လိုက်တယ်။ဒါပေမဲ့အာဆင်နယ်ကတော့ချိန်ဖန်များစွာဒီကစားမနဲ့ချိတ်ဆက်ဆက်သွယ်မှုတချို့လှုပ်ထားပြီးပြီ။ဒါပေမဲ့ဒီကစားမတောင်းဆိုတဲ့လောက်ခရစာပေးနိုင်တဲ့အသင်းစီကိုသွားမဲ့သဘောစာချုပ်ဖြစ်တဲ့ကြီးကပြဿနာမဟုတ်ဘူး။ဒီကစားမရဲ့စာချုပ်ဖြစ်တဲ့ကြီး ယူရို58တန်းပေါင်အားဖြစ်ဆိုရင်48.8တန်းအဲ့ဒီပမာဏအာဆင်နယ်ချယ်ဆီကိုပေးနိုင်တယ်ပြဿနာကလောက်ခလာစာနှစ်သိန်းခွဲအထက်လိုချင်တယ်ဆိုတဲ့တချို့ report ကြီးလည်းတွေ့တယ်ဒီနေရာမှာအာဆင်နယ်အကြောင်းကြားဖြတ်ပြီးပြောချင်တာကအာဆင်နယ်ကဝီလျံဆာလီဘာနဲ့ဘူကာအိုဆာကာကိုကလပ်အသင်းရဲ့လောက်ခလာစာမြန်မာဆုံးကစားသမားတွေအဖြစ်တယောက်ကိုပေါင်3သိန်းစီတပတ်လောက်ခလာစာပေးပြီးတော့တက်တန်းတိုးဖို့အတွက်ပြင်ဆင်နေတယ်ဒီချက်လက်ကိုကြည့်လိုက်မယ်ဆိုရင် တချို့ကျွန်တော်ညီကိုတွေကိုမမလာပြီးရေးကြလို့ပေါ့လေညီကိုဝီလျံရောက်ဖို့အတွက်များလောက်ခလာသားတွေကိုမြင့်ပြီးလမ်းခင်းတာသလားပေါ့ဖြစ်ကောင်းလဲဖြစ်သွားနိုင်တယ်စာကာတို့တပတ်ပေါင်၃သိန်းနဲ့ဒီလိုမျိုးဒီအသင်းရဲ့လောက်ခလာသားအမြင်မှဆုံးကစားမဖြစ်လုလိုက်ပြီးတော့ညီကိုဝီလျံကို၂သိန်းခွဲလောက်နဲ့ခေါ်လာလဲဖြစ်သွားနိုင်တယ်ဒါမှမဟုတ်၂သိန်း၈၀၀၀ချက်ချင်းတော့အသင်းရဲ့လောကရသမြန်မာဆုံးဆိုတဲ့ပုံစံမျိုးတော့တန်းပေးမယ်လို့တော့ကျွန်တော်မထင်ဘူး။ဒါပေမဲ့လည်းဒီကစားမလက်ရှိအသလက်တစ်ပြည်ပေါင်းမှာရနေတာကတပတ်ပေါင်း3,600,000။အဲ့တော့ဒီကစားသမားသာ အာဆင်နိုရောက်လာမယ်ဆိုရင်တော့ဒီအင်္ဂလိပ်ကလပ်တွေကတော့ပေါင်နဲ့တွက်ပြီးပေးရများပဲဗောလေအဲ့အတွက်ပေါင်အားဖြင့်ဆိုရင်တော့နှစ်သိန်းနှစ်သိန်းခွဲကြာလောက်တော့ကစားသမားလက်ခံသွားနိုင်ခြင်းရှိတယ်အဲ့တော့အာဆင်နိုတို့ဘလို့များညှိနိုင်မလဲတော့မသိဘူးဒီနေရာမှာ NRC နဲ့ဖော်ပြထားတဲ့နောက်ထပ်သတင်းတစ်ကြောင်ရှိတယ်ကျွန်တော်ကသတင်းနှစ်ပုဒ်ကိုတစ်ခါတည်းပို့ပြီးဖော်ပြပေးတာပြောမယ်ဆိုရင် NRC နဲ့နှစ်ချိန်တင်ထားပါဗောလေဒီသတင်းကိုနောက်တစ်ချိန်မှာသူတင်ထားကြတော့စပိန်လာလီဂါကလပ်ဘာစီလိုနာအသင်းကဒီကစားသမားကိုခေါ်ဖို့အတွက်လုံးဝလက်လျှော့လိုက်ပြီ ဒီကစားမနဲ့ပတ်သက်ပြီးငွေသုံးဖို့အစီအစဉ်မရှိဘူး။ထပ်မံဆွေးနွေးညှိနှိုင်းဖို့အတွက်သူတို့မှရည်ရွယ်ချက်မရှိတော့ဆိုပြောပြထားတယ်။အဲ့ဒီအတွက်စပိန်မြန်မာစပိန်နေကျင်နေဆိုရင်တော့မှခေါ်မယ်သင်းမရှိတာဖြစ်တဲ့အတွက်နီကိုဝီလျံကလန်ဒန်နှစ်သိန်းနဲ့တသိန်းကိုရောက်လာနေရရှိတယ်။ကျွန်တော်ကအာဆင်နယ်ဖန်ဖြစ်လို့အာယူကိုချိန်တဲ့ရောက်မယ်လို့လည်းမပြောရသေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နဲ့ရှင်လူကမှချယ်ဆီဖြစ်တဲ့အတွက်ပြီးတော့ကိုရီသင်းရဲ့အာဆာထရက်တာသင်းရောက်လာတဲ့စုစည်းဦးတော့ငွေကြေးဘက်မှာပိုးခွက်တစ်ခါချင်းခြေထုံချထုံရှိတယ်။အဲ့ဒီပိုင်းတော့ကျွန်တော်လည်းလန့်နေပါလေ။အဲ့ဆိုတော့ဒီကစားသမားတို့ အန်ဒရီပါတာတော်တော်လေးသဘောကျတယ်အာတီတာရဲ့နံပါတ်1ပြမှတ် ကျန်တဲ့တိုက်စစ်ပိုင်းမှာဒါဝိဝါဒကွေးရင်ကွေးမယ်အဲ့တိုက်စစ်တောင်မှပတ်ချက်နဲ့ပတ်သက်ပြီးတော့ဒီကစားမဟုတ်တော့နှစ်ယောက်စလုံးကသဘောကျနေတယ်အဲ့လောက်ခရစားပိုင်းညှိနှိုင်းနိုင်တော့ရောက်လာနေရင်ရှိတယ်ဒီကစားမမချက်စတာယူနိုက်တက်နဲ့တွေ့တဲ့ဒီယိုပါလိစီဖိုင်နဲ့ပထမအချုပ်မှာတော့ခြေစွမ်းကောင်းတော့တိတ်မပြနိုင်ခဲ့ဘူးဒါပေမဲ့ဥရောပထိပ်တန်းလိဂီ၅ခုမှာဝင်ကြပါချမ်းနေပြီးတော့ထရပလင်ကောင်းကောင်းနဲ့ထိုးဖောက်နိုင်တဲ့ဆေးမှာဆိုရင်တော့အဆင့်၃ချိတ်တယ်နံပါတ်၁မှာတော့ဘာစီလိုနာရဲ့ရာမဲက၄၁၁ချိတ်နံပါတ်၂မှာတော့ဗင်နီရှက်ဂျူနီယာ၃၃၄ချိတ်နဲ့ နီကိုဝီလီယာတော့308ချိန်နဲ့ဒရစ်ပလင်အကောင်းဆုံးလှုပ်ထားနိုင်တဲ့ကစားသမားအဖြစ်ဥရောပထိပ်တန်းလိဂ်ကြီး၅ခုမှာအဆင့်3ချိန်နေတယ်။အာဆင်နယ်မှာလိုအပ်တာလည်းအဲ့ဒါပဲ။လိန်ခေါက်ဖြတ်ချုပ်ပြီးပေါင်ဆွဲတိုးဝင်ပလေးယားလိုတာ။အဲ့ဒီအတွက်ဒီကစားသမားအာဆင်နယ်ကိုရောက်လာမှလားကျွန်တော်စောင့်ကြည့်သွားရတော့မှာပါ။ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့သတင်းထောက်ဒင်းချင်းကဖော်ပြထားပါဗောလေအဲ့ဒါကတော့ရူရီယိုနဲ့ပတ်သက်ပြီးတော့သူကဖော်ပြထားတာအာဆင်နယ်တို့လစ်ပါပူးတို့ဘာညာစိတ်ဝင်စားဆိုတဲ့သတင်းမျိုးမဟုတ်ဘူးဒါကကစားသမားရဲ့အေဂျင့်ကသူ့ရဲ့ကစားသမားကိုလိုချင်လို့ရှိရင်ခေါ်လို့ရနိုင်တယ်ဆိုပြီးတော့ဥရောပကလပ်တင်းနေအများစုကိုလိုက်ပြီးအသိပေးထားတယ်အဲ့ဒါမှာပရီးမီးယားလိကလပ်တွေဖြစ်တဲ့ဒီအာဆင်နယ်မန်ချက်စတာစီးတီးလစ်ပါပူးနဲ့ယူနိုက်တက်တို့လည်းအပါဝင်ဖြစ်တယ်အဲ့တော့ဒီအသင်းတွေကိုမင်းတို့ငါကစားသမားကိုလိုချင်တာလိုချင်တယ်ဆိုရင်လာပြီးကမ်းလှမ်းလို့ရတယ်ဆိုပြီးတော့အသိပေးထားတယ်ဆိုလိုချင်တာကဗျာ သူ့ကစားသမားကိုဖယ်သိမ်းနေလိုချင်လဲ အမှန်ကတော့ဘယ်အသင်းကမှတရားဝင်သွားပြီးမကမ်းလန်းတဲ့အတွက်ကိုအေဂျင့်ကိုယ်တိုင်ထုတ်ပြောရတယ်ထင်တယ်။တစ်ဖက်မှာလည်းဝိုဒရီကိုကရီယာမှာတိတ်မပြောမရှင်ဖြစ်နေ။တခါကြလို့ရှိရင်ကစားသမားအမှဆက်ပြီးနေခြင်းနဲ့ဆိုလို့ရှိရင်တော့မှအခုလိုမျိုးထွက်မယ်ပြုမယ်အေဂျင့်ကလိုက်ပြီးချိတ်ဆက်နေတဲ့အခါမှာတော့တစ်ဖက်ကလပ်တင်ကလည်းနည်းနည်းတော့ဖီးကျဲမယ်။အဲ့တော့ယူအိုတန်းတရားလောက်ရလို့ရှိရင်တော့ရီယာလက်လွတ်မယ်ဆိုပြီးတချို့ report တွေလည်းတက်နေပါလေ။ဒီကစားသမားနဲ့ပတ်သက်ပြီးတော့တော်များသိနေလူချင်းဆိုမြန်အာဆင်နယ်ကနေကိုဝီလန်လိုကစားသမားမျိုးကိုပဲခေါ်ဖို့ပို့ပြီးအားသာနိုင်ဖြစ်တဲ့အတွက်ရိုဒရီကိုခေါ်နိုင်မှမလား။ ပြောမဲ့တာပြောတာအာဆင်နယ်ကကစားသမားတူကိုဝယ်တော့မယ်ဆိုရင်သူတို့ကကာလာရှေစောင့်ကြည့်တယ်ပြီးတော့မှပဲခေါ်တာအဲ့တော့ရိုဒရီဂိုလိုမျိုးဒီယာဒီမှစပြီးတည်င်းထွက်လာတဲ့ရီယဲနဲ့အဆင်မပြေတော့မှထွက်မယ်ဆိုပြီးတော့အသင်းလိုက်ရှာနေတဲ့ပလေယာမျိုးထက်ဆိုင်တော့နီကိုဝီလျံလိုမျိုးကာလာရှေစောင့်ကြည့်နေတဲ့ဝင်ကားသမားများတွေခေါ်နိုင်ကြတော့ ရှိတယ်။အဲ့လိုဆိုတော့24နှစ်ရဲ့ဘရာဇီးသားကတော့2028ခုနှစ်တိရီယနဲ့စာချုပ်သက်တမ်းရှိသူစာချုပ်ဖြစ်တဲ့ကြီးကလည်း1ဘီလီယံရှိတာဖြစ်တဲ့အတွက်ဖြစ်လာနိုင်ရာဂိုင်းတော့တော်တော်နည်းပါတယ်။10ရာဂိုင်းတော့မှရှိပါတယ်။အဲ့တော့ DRD 49ဘက်မှာတော့73ကိုသွင်းပြီးတော့ကိုလုံးဖိုင်ထားတဲ့ Rodrigo ဘယ်အသင်းကိုရောက်သွားမလဲ။ဒါမှမဟုတ်ဇာဘီအလွန်ဆိုနဲ့စကားပြောပြီးသွားရင် Real မှာပဲဆက်ပြီးနေသွားမလားကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါ။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ The Athletic ကဖော်ပြထားပါလို့လေအဲ့ဒီသတင်းကဘာလဲဆိုတော့လာမယ့်ရာသီမှာစတင်ကျင်းသုံးမဲ့ Premier League ရဲ့စီမင်းအသစ်အဲ့ဒီစီမင်းအသစ်က Arsenal အတွက်ဆိုတော့တော်တော်လေးခံရခက်မဲ့အနေထားပဲ။ဘာကြောင့်လဲဆိုတော့လာမယ့်ဘောလုံးရာသီကနေစပြီးတော့ကိုင်းလက်တိုင်းရဲ့ဆုံးဖြတ်ချက်တစ်ခုကိုကွန်ပလိန်တက်မယ်ဆိုရင်ကပတိန်တယောက်ပဲကွန်ပလိန်တက်ရမယ်။ကျန်တဲ့အသင်းဖော်တွေဝိုင်းဝန်းပြီးတော့ဒိုင်းအောင်ပရက်ရှာမပေးရအောင်ဆိုတဲ့စီမင်းအသစ်။ဒီစီမင်းကအခုမှပရီးမီယာလိမှာစပြီးကျင်သုံးတာ။2024ဒီ သူတို့အနေနဲ့ European Championship မှာစတင်ကျင်သုံးခဲ့တယ်ပြီးတော့ဒီရသည် Champion League, Europa League, Conference League တွေမှာလည်းအဲ့စနစ်ကိုစပြီးကျင်သုံးနေပြီကြားသိရတယ်။အဲ့တော့ Premier League ကတော့2025 2026ဘောလုံးရတီကြမှာပဲဒီစီးမျိုးစတင်ကျင်သုံးမယ်။အဲ့တော့ Arsenal တင်းရဲ့ captain ကဘယ်သူလဲ? Martin Odegaard လာမယ့်ရာသီအထိလဲ Martin Odegaard ပဲ captain ဖြစ်နေဦးမယ်ဆိုပြီးတချို့ report တွေကဖော်ပြထားတယ်။အဲ့တော့ Martin Odegaard တိုက်ကတော့ gentleman ပဲ။ပြောမယ်ဆိုရင် ဒိုင်နီနဲ့စကားပြောတဲ့ခါမှာတော်တော်လေးတိမ်မွေ့တယ်ဆိုလိုရင်းကိုထိမိအောင်ပြောတယ်ဒါပေမဲ့ကိုယ့်ရဲ့ emotion ကိုပေါ်ပြတဲ့ပုံစံမျိုးပေးသက်တည်းကြိုက်နိုင်လောက်တဲ့အထိထိုင်ကို pressure ပြီးတဲ့တိုင်မိုးတဲ့မှာမသွားဘူး AC စီးလေးပြေထိုးပြီးတော့တောင်းဆိုတဲ့ဘန်းကိုသွားတယ်အဲ့တော့ Dino Weta captain ဖြစ်လာမယ့်ရာသီမှာဒိုင်နီနဲ့ဘယ်လိုစကားပြောဆိုသွားမလဲတစ်ချက်တော့ကြည့်ရမယ်ကျွန်တော်တို့ကဒီတတိယကိုတွေ့တဲ့အခါမှာလေ Athletic ကပေါ်ပြထားတဲ့ဓပုံကြည့်တဲ့အခါမှာ Bruno Fernandes ကဒိုင်ကို complain တက်တဲ့ပုံလေးတင်ထားတယ်ပြောမဲ့သာပြောတာကျွန်တော်တို့ Arsenal fan တွေနဲ့ United player တချို့ကို ိုအမြင်မတူလို့မုံကောင်းမုံနိုင်တယ်ဆိုပေမဲ့ဒါပေမဲ့ United player တွေက United fan တွေအတွက်ဆိုလို့ရှိရင်တော့အသေးဆွဲပဲခိုင်ကျရင် Arsenal မှာလည်းအဲ့လိုမျိုးအရန်တောင်းဆိုရဲ့ captain တူလိုအပ်တယ်သိရမလား Bruno ကဘာကြီးပဲဖြစ်နေဖြစ်နေသူ့အသင်းအတွက်ဆိုသူရအောင်တောင်းဆိုတယ်ကိုပေးလိုက်ရတာပဲဖြစ်ဖြစ်ကိုရနိုင်တဲ့ chance ပဲဖြစ်ဖြစ် penalty box ထဲမှာရနိုင်တဲ့အခွင့်အရေးပဲဖြစ်ဖြစ်တချို့ foul ball တွေမှာဖြစ်ဖြစ်ရှေ့ zone ကနေရင်ကော့ပြီးတော့တောင်းဆိုတယ်အဲ့လို captain မျိုး Arsenal မှာလိုတာအဲ့ဒါမျိုး ဒီကလန်ရိုက်လို player မျိုးရှိတယ်ဒါပေမဲ့နောက်မှရောက်လာတာလည်းဖြစ်လို့ Odigat ကကပရင်ဖြစ်နေခဲ့တာဖြစ်တဲ့အတွက်ဒုတိယလက်ထောက်ကပရင်ပုံစံမျိုးတော်မှဖြစ်လာနိုင်ခြင်းရခိုင်တော့ရန်နေသေးတယ်။ဘာကြောင့်လဲဆိုတော့ Jorginho ထွက်ခွာသွားမယ်ဆိုရင်တော့မှဘူကောင်စာကနဲ့ Gabriel Magalhaes ကဒီ Norway သားမှာပါတဲ့အခါကျရင်ကပရင်လက်ပတ်ဝှစ်စင်ဝေးရပါဘို့လေ။အဲဆိုတော့ ဒီကမ္ဘာပိုက်ကတော့ဒီကပိန်လက်ပတ်စင်းနဲ့ပါကောင်းပါလိုင်းနေနဲ့တတိယဦးစားပြီးစတုတ္ထဦးစားပြီးအစ်စ်မှာပဲရှိအောင်လို့ထင်တယ်။အဲဆိုမာတင်အိုရီကရဲ့ performance အနေနဲ့လာမယ့်ရာသီမှာတက်သိန်းလုံးက complaint မတက်ဘဲနဲ့ကျွန်တော်တို့ရဲ့ကပိန်ဘလို့စကားတွေသွားပြီးတော့ complaint တက်မယ်စောင့်ကြည့်သွားမှာပါ။အဲဒီဒီ Premier League ကပြောထားတာကိုရှင်းတယ်။ဒိုင်းနေရဲ့ဒီကွင်းနဲ့ဒိုင်းနေရဲ့ဘဝပို့ပြီးလုံခြုံအောင်ကွင်းထဲမှာဖိအားပေးခံရတဲ့ လူရန်ကားတွေရန်ကာဝင်အောင်ဆိုတဲ့ရည်မှန်းချက်နဲ့ဒီစင်းမျိုးထုတ်တယ်လို့ကြားသိရပါတယ်။အဲဒါဆိုတခါကြရင်ကျွန်တော်တို့ကကပရိမာတီအိုဒီကတ်ကိုအားမရတဲ့အတွက် rise to ကျန်တဲ့အသင်းဖော်တွေအားလုံးဝိုင်းပြီး complete တက်တဲ့အခါမှာတချို့အခွင့်အရေးတွေပြန်ရခဲ့တာရှိရယ်။တခါကြရင်လည်းအမြင်ကပ်ပုံမှန်တဲ့ဒဏ်ရိုက်ခံရရှိရယ်။ဒါပေမဲ့ဘာပြောပါဘောလုံးအားစားနည်းဆိုရလဲဒါကလည်းအရသာတစ်ခုပဲ။ဒါပေမဲ့အဲ့လိုစီးမင်းတွေအရန်များလာတဲ့အခါမှာတော့ကပရိတောက်ထဲကိုပဲအားကိုးရမယ်တူတော့မာတင်အိုဒီကတ်အနေနဲ့ ရှေ့ရာသီတွေနဲ့မတူနဲ့ပို့ပြီး emotion မြင့်မြင့်နဲ့ဒိုင်းတွေကိုကွန်ပလိတ်တက်ပါစီလို့ပဲကျွန်တော်စောင့်ကြည့်သွားတော့မှာပါ ဒီ season လေးကိုဒီကဝန်ကြီးပောင်းပြီးတဲ့ show ball online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber phone number 3939963936ကိုနှစ်ခုကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ် iPad ခုချကို sport internet ငါးသုံးလုံးမိတူကိုကစားမယ်ဆိုတော့အမှလာပြီးဆုတ်လို့ရပါတယ်ကျွန်တော်တို့အမြဲတမ်းဒီလိုမျိုးသတင်းတွေတင်ဆက်နိုင်အောင်ပံ့ပိုးပြီးတဲ့ show ball မှာလာပြီးကစားဖို့ကျွန်တော်ညီကိုတွေဖိတ်ခေါ်ချင်ပါတယ်အပျော်ပဲဆော့ဆော့စီးပွားဖြစ်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 ဒါကျွန်တော်ညီကိုတွေတက်နိုင်တဲ့ပမာဏနဲ့ဆော့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ အာဆင်နယ်အသင်းရဲ့ဂျာစီသစ်မိတ်ဆက်ပွဲမှာပေါ့လေမပါဝင်ခဲ့တဲ့ကစားသမားအချို့နဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါအဲ့ဒီမှာဆိုရင်အငားနေပြီးတော့ကလပ်သင်းနေစီကိုပြန်မဲ့ဒီနက်တိုနဲ့စတာလင်ရိုင်းစတာလင်နဲ့ဒီနက်တိုတို့နှစ်ယောက်ကတော့ချက်စီနဲ့ဘုံမောက်ကိုပြန်မဲ့โอเคအဲ့တော့ယာတီသစ်ဂျာစီနဲ့သူတို့နဲ့မဆိုင်ဘူးโอเคနောက်ပြီးတော့အသင်းရဲ့ထောက်ခံမှာဖြစ်တဲ့ခီယန်တီယာနီဂျော်ဂျီညိုဒီကစားသမားနှစ်ယောက်ကလည်း အတင်းကနေအလွတ်နဲ့ထွက်ခွာမှာဖြစ်တဲ့အတွက်ယာတီတစ်ဂျာစီတစ်မိတ်ဆက်ပွဲမှာသူတို့မပါဝင်ခဲ့ဘူးဒါပေမဲ့ဇင်ချန်ကတော့အယောင်စင်းတင်မှာဂျင်းနေသွားတဲ့မပါဝင်တာဖြစ်လို့တော်မတ်ပါတီမှာမပါခဲ့ဘူးအဲ့ဒီချက်ကတော့မတ်ပါတီအနေနဲ့စာချုပ်တက်တန်းကိစ္စအဆင်မပြေသေးတဲ့အတွက်မထည့်သေးရလားစာချုပ်တက်တန်းကိုနောက်ဆုံးရက်ထိအသင်းဘက်ကကွန်ဖီဒန့်မရှိလို့ပဲမထည့်တာတော့မသိဘူးလို့ဆိုရပါတီအနေနဲ့ဒီဂျာစီသစ်မိတ်ဆက်ပေါ်မှာမပါတဲ့အတွက် ပို့ပြီးတော့အသင်းအရေးလမ်းခွဲနိုင်ကြတော့များလာပြီလို့ထင်တယ်ဗောလေအဲနောက်ထပ်နှစ်ယောက်ကကျတော့တိုမီယာစုဒါကတော့ injury player injury ကြောင့်မလာနိုင်ဘူးပဲထားပါတော့ Gabriel Jesus ကလည်းဒါ ASEAN Dan ကြောင့်မလာနိုင်ဘူးပဲထားပါတော့အဲ့တော့ဒီကစားသမားကြီးတွေမှာတော့ကျွန်တော်သွားပြီးတွေ့တာကတော့ဇင်ချန်ကိုပါတီဒီကစားသမားကြီးရဲ့အနာဂတ်ကတော့အသင်းမှာတော်တော်လေးနှေးပါလာပြီထင်တယ်အဲ့ညီကိုတော့ဘယ်လိုထင်လဲပါတီကိုအာဆင်နယ်စာချုပ်တံတိုးနိုင်မယ်ထင်လားဒါမှမဟုတ်အာဆင်နယ်ကဒီကစားမနဲ့ပတ်သက်ပြီး confidence မရှိတော့တဲ့အတွက် ယာတီတစ်အတွက်ဂျာစီတစ်မိတ်ဆက်ပွဲမှာဒီကစားသမားတွေကိုထုံမသုံးသွားလို့ပဲကျွန်တော်ထင်ပါတယ်။အားလုံးပဲကိုယ့်ရဲ့အမြင်လေးတွေကိုခွန်မောင်ဝင်ရောက်ရေးသားပြီးတော့ပေါ့အဆုံးထိကြည့်ပြတဲ့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။